ါရှင်သမဂတစင်ပါဒီနေ့စက်တင်ဘာ18ရက်နေ့အတွက် People's Bank ရဲ့အနိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးသွားပါမယ်အမေရိကန်ဘင်္ဂလားဒေ့ရှ်တိရီလင်္ကာလေတပ်တွေစစ်တကောင်းမှစစ်ရေးလက်ကျင့်နေတဲ့အကြောင်းဖလော်ပိုင်တင်ဘောကိုတရုတ်ကမ်းခြေဆောက်တင်ဘောမိသက်ပိုက်နဲ့ထိုးတဲ့ဖြစ်စဉ်ထရမမှတ်ညံချိုးရမှုယောဂလက္ခဏာစတင်ခန်းစားနေရပြီလို့ဆိုတဲ့တဲ့ဒီသတင်းတွေကိုတင်ဆက်ပေးသွားပါမယ်ရှင်အမေရိကန်ဘင်္ဂလားဒေ့ရှ်နဲ့တိရီလင်္ကာလေတပ်တွေပူးပေါင်းလေ့ကျင့်တဲ့အစီအစဉ်တစ်ခု ဘင်္ဂလားဒေ့ရှ်နိုင်ငံစစ်တကောင်းမြို့မှာစက်တင်ဘာလ15ရက်နေ့ကစတင်ခဲ့ကြပါတယ်။ Pacific Angle 3လို့နာမည်ပေးထားတဲ့လေကြောင်းမှုကို American ရဲ့ Pacific Leader ကဥဆောင်အကောင့်ထဲပေါ်ပြီး၄ရက်ကြာမြင့်မှာပါ။ပူပေါင်းလေကြောင်းမှုရဲ့ရည်ရွယ်ချက်ကတဘာဝဘေးအန္တရာယ်ဆိုင်ရာတုတ်ပြတ်မှုစွန့်ရည်တွေပုံမောအကောင်လာစေဖို့လူသားချင်းစာနာမှုဆိုင်ရာကူညီပေးရေးလုပ်ငန်းတွေမှာပုံမောထိရောက်စွာဆောင်ရွက်နိုင်ဖို့ဒေသတွင်းမိဖက်ပူပေါင်းမှုတွေပုံမောမြင့်တက်နိုင်ဖို့ဖြစ်တယ်လို့ကြေညာထားပါတယ်။ အပိုင်းလိုက်လှုပ်ဆောင်တဲ့ Pacific Angle စီရေလက်ချက်မှုတွေမှာ American စစ်မှုတန်းတွေဒေသတွင်မိဖက်စစ်တပ်တွေရဲ့ပူးပေါင်းဆောင်ရွက်နိုင်မှုနဲ့စစ်စင်နိုင်စွာအသင့်ဖြစ်မှုကိုမြင့်တက်မှုအကြတဲ့ကာလတွေမှာအပြန်အလှန်ပူးပေါင်းလှုပ်ဆောင်မှုအစွမ်းရည်ကိုချဲ့ထွင်ဖို့အဓိကရည်ရွယ်လှုပ်ဆောင်လို့ရှိတယ်လို့ဆိုပါတယ်စစ်တကောင်းကလေ့ကျင့်မှုတွေမှာတော့တဘာဝဘေးရန်တွေဆန်ရတုတ်ပြန်ရေးအစီအမံတွေအပါအဝင်ကျယ်ပြန့်ဆုံးလင်းတဲ့အခြေအနေတွေမှာတရုတ်သူလေ့ကျင့်သွားမယ်လို့ဆိုပါတယ်အစီအစဉ်တွေထဲမှာကဲဇယ်ရေးနဲ့ရှာဖွေရေး စစ်မြေပြင်စေယုံတွေတိဆောက်ပြီးလေတက်ကပူပေါင်းပါဝင်မှုတွေလည်းပါဝင်ပါတယ်။စစ်တကောင်ဟာဘင်္ဂလားပင်လယ်အော်နဲ့ဆက်ဆက်တရှိနေပြီးဆိုင်ကလုံးမုန်တိုင်းတွေရေကြီးမှုတွေနဲ့တခြားသဘာဝဘေးအန္တရာယ်တွေကြုံတွေ့နိုင်ခြင်းမြင့်မမာရှိနေတာကြောင့်အခုလိုလေ့ကျင့်မှုမျိုးကအသိအရေးကြီးတယ်လို့ဘင်္ဂလားဒေ့ရှ်လေတက်ကပြောပါတယ်။ဒီလေ့ကျင့်မှုမျိုးဟာလက်တွေ့ကြုံလာနိုင်တဲ့အခြေအနေတွေကိုရည်ရွယ်ပြင်ဆင်ထားတာဖြစ်တယ်လို့အင်ဒိုပစိဖိတ်ဒေသမှာပုံမှန်တည်ငြိမ်ပြီးလုံခြုံဘေးကင်းတဲ့ရုပ်ဝန်းမျိုးဖန်တီးလိုတဲ့ နိုင်ငံအသီးသီးရဲ့ဆန္ဒနဲ့လည်းကန့်ညင်မှုရှိတယ်လို့ထုတ်ပြန်ထားပါရှင်။တောင်တရုတ်ပင်လယ်ပြင်မှာတရုတ်ကမ်းခြေစောက်တင်မောတစည်းကိုဖိလစ်ပိုင်တင်မောကတမင်တကာဝင်တိုက်ပြီးရန်ဆခဲ့တယ်လို့တရုတ်ဘက်ကဆွဆဲခဲ့ပါတယ်။အဲ့ဒီပြဿနာဟာနှစ်နိုင်ငံကမ်းခြေစောက်တပ်တွေမကြာခဏပြဿနာဖြစ်နေကြောင်းတောင်တရုတ်ပင်လယ်ရေပြင်မှာစက်တင်ဘာလ16ရက်နေ့ကကျုံးခဲ့ရတာပါ။နှစ်နိုင်ငံကြားပြိုင်ဆိုင်မှုအငင်းပွားနေတဲ့ Scarborough ကမ်းဝေးသနာကြောက်တန်းတွေနားမှာနှစ်ဖက်ရေရင်တွေအဖွဲလိုက်ညှိခဲ့တဲ့နောက်တရုတ်ကမ်းခြေစောက်ရေရင်က ဖလော်ပိုင်ဘက်ကိုအားကောင်းတဲ့မိသားပိုက်တွေနဲ့လှမ်းထုတ်ခဲ့ပါတယ်ဖလော်ပိုင်ဘက်ကလည်းတရုတ်သင်းမောတွေရဲ့လုပ်ရဟာလွန်လွန်ကဲကဲရန်ဆရာရောက်နေပြီးဖလော်ပိုင်ကမ်းခြေဆောက်တပ်ဖွဲ့ဝင်တဦးဒဏ်ရာရရှိသွားခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်တရုတ်ကမ်းခြေဆောက်တပ်ကအထင်းချုပ်ထားတဲ့အဲ့ဒီကံဝေးတန်းတာကြောက်တန်းတွေကိုတရုတ်အစိုးရကတဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဧရိယာအဖြစ်သတ်မှတ်ဖို့စီစဉ်လာတဲ့နောက်ဒီပြဿနာမျိုးကြုံခဲ့ရတာပါတရုတ်ရဲ့ခြေလှမ်းဟာဖလော်ပိုင်က ဘလောက်ထိပြင်းပြင်းထန်ထန်တုတ်ပြန်နိုင်မလဲဆိုတာကိုအကဲစမ်းဖို့ဖြစ်နိုင်တယ်လို့နိုင်ငံတကာအရေးလေ့လာစောင့်ကြည့်သူတွေကပြောပါတယ်။ Scarborough တနာကြောက်တန်းတွေဟာကန်ဝေးကြောက်ဆောင်တွေတောင်ခွန်ကျွန်းတွေပြန့်နှံ့ပါဝင်ပြီးစတူယန်ကီလိုမီတာ150လောက်ကျယ်ဝန်းတဲ့ရေပြင်မှာရှိနေတာပါ။အခုနောက်ဆုံးပြိပခါမှာတော့ Scarborough နားမှာငါးဖက်နေတဲ့ Flowbine တန်းကားလေးတွေစီကိုလူသားချင်းစာနာမှုထောက်ပံ့ရေးပစ္စည်းတွေတွားရောက်ပို့ဆောင်တဲ့ကမ်းခြေဆောက်လေးတွေကို တရုတ်သင်းမောတွေကရည်ရွယ်ချက်ရှိရှိစတင်နှောက်ယှက်ခဲ့တာလို့ဖလော်ပိုင်ကစွပ်စွဲထားပါတယ်။နှစ်ဖက်ညှိကြတဲ့အထက်မှာဖလော်ပိုင်ဘက်ကရေရင်၁၀သိန်းကျော်လောက်ပဝင်ပတ်သက်ခဲ့ပြီးတရုတ်ရဲ့ထင်းချိုးရေပြင်ကိုမတရားကျူးကျော်ခဲ့တာဖြစ်တယ်လို့တရုတ်ကမ်းခြေစောက်တဲ့ပြောရေးဆိုခွင့်ရအရာရှိကန်ယူကဆိုပါတယ်။အဲ့ဒီထဲကမှကိုထဲအမှတ်3043ဆိုတဲ့ဖလော်ပိုင်အစိုးရရေရင်ဟာတရုတ်ကမ်းခြေစောက်သင်းမောကိုတမင်တကာဝင်တိုက်ခဲ့တယ်လို့ကန်ကပြောကြားသွားပါတယ်။ အဲ့ဒီလိုရန်ဆလို့လေတရုတ်ကမ်းခြေဆောင်ရင်ရင်ကနှုတ်အားဖြင့်သတိပေးတာမိသားပိုက်တွေကိုတုံးပြီးဖလော်ပိုင်လှေတွေချင်းကပ်လို့မရအောင်ဓာစီရမျိုးနိုင်ငံတကာစီးမြင့်တွေနဲ့အညီတုတ်ပြန်ခဲ့တယ်လို့သူကဆက်ပြောပါတယ်ဖလော်ပိုင်ရဲ့ကြေညာချက်မှာတော့အဲ့ဒီတဝိုက်ရေပြင်းမှာရှိနေတဲ့ငါးဖန်းလေ35စီးကိုပြစ်စည်းသွားဖို့တဲ့ဖလော်ပိုင်ရေရင်တွေကိုတရုတ်ကမ်းခြေဆောင်တင်မောကိုစီကတမင်ပြဒနာရှာခဲ့တာလို့တံပြန်ဆွဆဲထားပါတယ်အဲ့ဒီဖြစ်ရအတွင်းဖလော်ပိုင်ရေရင်တစ်စီးအတော်လေးပြစ်စည်းသွားခဲ့ပြီး လူတဦးဒဏ်ရာရရှိခဲ့တယ်လို့ဖလော်ပိုင်ဘက်ကကြေညာခဲ့ပါတယ်။ဩဂတ်လတုန်းကလည်းဖလော်ပိုင်ကမ်းခြေဆောက်ရရင်ဒစီနောက်ကိုအသေးအတန်လိုက်ပြီးဖိအားပေးနောက်ဆရာကတရုတ်စစ်တမ်းမော်ဒစီနဲ့တရုတ်ကမ်းခြေဆောက်တဲ့တမ်းမော်တို့အချင်းချင်းတိုက်မိခဲ့ကြပါတယ်။အဲ့ဒီတုန်းကတရုတ်ကမ်းခြေဆောက်တမ်းမော်ရဲ့ခေါင်းပိုင်းကအတော်ကိုဆူဆူရွရွဖြစ်သွားခဲ့ပြီးဖလော်ပိုင်ရရင်ကတခုခုအကူအညီပေးရမလားလို့ဆက်သွယ်ကမ်းလှမ်းခဲ့ပါတယ်။ဒါပေမဲ့တရုတ်တမ်းမော်ဘက်ကတော့အကြောင်းမပြန်ခဲ့ဘူးလို့ဖလော်ပိုင်ကမ်းခြေဆောက်တပ်ကထုတ်ပြန်ခဲ့ပါတယ်ရှင်။ American သမ္မတ Donald Trump ဟာမှန်ညာချိုးယွင်းမှုယောဂဒမန်ရှာရဲ့အစောပိုင်းလက္ခဏာတွေစတင်ခန်းစားနေရတယ်လို့ယူဆရကြောင်းသတိပေးပြောကြားခဲ့ပါတယ်။စိတ်ဓာတ်ပေတာအထူးပြုဆရာဝန်အုပ်က Trump အနေနဲ့ကိစ္စတွေကိုမှတ်သားထားမှုတွေမှာမကြာခဏရောနှောရှုပ်ထွေးသွားတတ်တာရုပ်ပိုင်းဆိုင်ရာလှုပ်ရှားမှုတွေမှာလည်းကျန်းမာရေးအရာပုံမှန်မဟုတ်တဲ့အခြေအနေတွေပုံများလာတာကိုထောက်ပြခဲ့ပြီးဒါတွေကအသက်ကြီးလာလို့တာမန်ဖြစ်လေဖြစ်ထရှိလေရှိတာတွေထက်အများကြီးပိုကြောင်းမှတ်ချက်ပေးခဲ့ပါတယ် စိတ်တဘေဒအထူးပြုဆရာဝန်တွေဖြစ်တဲ့ဂျွန်ဂန်နာနဲ့ဟယ်ရီစီဂယ်တို့ကအသက်89နှစ်အရွယ်တမရရဲ့ရုပ်ပိုင်းဆိုင်ရာနဲ့စကားပြောဆိုမှုတွေကလက္ခဏာရက်တွေကိုဆန်းစစ်လေ့လာတဲ့အခါမှာမဉဏ်ချိုရမှုယောဂအစောပိုင်းအဆင့်တွေနဲ့ဆင်တူနေတာကြောင့်စိုးရင်တင်တယ်လို့ပြောပါတယ်။မကြသေးခင်က American Open တဲ့နဲ့ပြိုင်ပွဲမှာ Trump ဟာမျက်စိကိုမှေးမိပြီးပျော့တိပျော့ခွေနဲ့ငိုက်မြည်တယ်လို့မှိန်နေတယ်လို့ရှိနေခဲ့တဲ့အကြောင်းကိုဂန်နာကညွှန်ပြခဲ့ပါတယ်။ ကိုက American Open လို့ပြိုင်ပွဲကြီးမှာ တကယ်ပွဲကြီးပွဲကောင်းတွေကိုအားပေးနေပြီးအားလုံးရဲ့အာရုံစိုက်မှုကိုခံနေရတဲ့အခြေအနေမှာ Trump ကသူ့ပင်ကိုစိတ်နေဆိုရင်ဒီလိုဖြစ်နေမှာလားလို့သူကမေးခွန်းထုတ်ခဲ့ပါတယ်။ John Hopkins တက္ကသိုလ်ရဲ့ဆေးကျောင်းမှာ၃နှစ်နေပါလောက်သင်ကြားပို့ချခဲ့ဖို့သူကဏ္ဍက Trump ဟာသူ့အပေါ်ရာဇဝတ်ကြောင့်ဆက်ဆွဲချက်တွေနဲ့တရားရုံးမှာစစ်ဆေးနေတဲ့ကိစ္စမျိုးတွေမှာတကယ်ပဲအင်္ဂိုက်နေတာလားလို့လည်းစက်ပြောပါတယ်။ဒါက2024ခုနှစ်ဧပြီလတုန်းက တရားခွင်မှာ Trump ကအင်ငိုက်နေတယ်လို့ခဏခဏခေါင်းငိုက်ကြသွားခဲ့တာကိုသူကရည်ညွှန်းခဲ့တာပါအသက်65နှစ်ကျော်လွန်လာတဲ့အချိန်မှာကိုရိုင်းကအစနာမပါပဲတနည်းအားဖြင့်ခန္ဓာကိုယ်ကထိန်းချုပ်လို့မရပဲရုတ်တရက်ငိုက်မိတာမှိအိတ်သွားတာတွေဟာမဉဏ်ချုပ်ရမှုယောဂရဲ့အစောပိုင်းအဆင့်လက္ခဏာတွေတဲကတစ်ခုဖြစ်တယ်လို့ကန္နာကပြောကြားသွားခဲ့ပါတယ်သူဆိုလိုချင်တာကတော့ Trump မှာကြုံနေရတဲ့ဒီကိစ္စမျိုးတွေဟာတာမန်ရိုးရိုးတော့မဟုတ်ဘူးဆိုတာဖြစ်တယ်လို့ကန္နာကမှတ်ချက်ပေးသွားပါတယ် ပြီးခဲ့တဲ့လပိုင်းတော့ကလည်း Trump ရဲ့ခြေချင်းဝတ်တွေရောင်ရမ်းနေတာနဲ့ပတ်သက်လို့သူ့ရဲ့ဇမ္မာရေးအပေါ်တို့လောတို့လောထင်ကြီးတွေထွက်ပေါ်လာတာကြောင့် Impudor ကပြန်ဖြေရှင်းခဲ့ရဘူးပါတယ်။ Trump ဟာအသက်အရွယ်ကြီးရင်သူတွေဖြစ်သက်တဲ့သွေးကြောစွမ်းဆောင်ရည်ကြဆင်းမှုပြဿနာတစ်ခုအတွက်ကုသမှုခံယူနေရတယ်လို့ Impudor ကဆိုထားပါတယ်။ Cornell တက္ကသိုလ်ရဲ့စိတ်တော်ဗေဒပညာရှင်ပါမောက်ခစီဂယ်ကတော့ပြဿနာဟာ Impudor ကထုတ်ပြန်ထားတဲ့အခြေအနေထက်အပိုပြင်းထန်နိုင်တယ်လို့ပြောပါတယ်။ နှလုံးသွေးကြောတဲ့အလုပ်လုပ်မှုမှာအားနည်းချက်အရင်ကြီးနေရင်ခြေချင်းဝတ်တွေအလွန်ကျော်ရောင်ကိုင်းတာမျိုးဖြစ်တတ်ကြောင်းသူဆိုလိုချင်တာကတော့ Trump ရဲ့ကျမ်းမာရေးဟာ OK မနေဘူးဆိုတာဖြစ်ကြောင်း Seagal ကအမှတ်ချက်ပေးခဲ့ပါတယ်။ Ghana ရော Seagal ကပါ Imperial အနေနဲ့ Trump ရဲ့လက်မှာအနာရီရှိနေပြီး Makeup လိုမျိုးတွေနဲ့ဖုံးကွယ်ထားတဲ့ကိစ္စကိုရေရေရရရှင်းမပြနိုင်တဲ့အပေါ်မှာလည်းဝေဖန်ခဲ့ပါတယ်။ပြီးတော့ Trump ရဲ့လက်တွေတုံနေတက်တာနဲ့ပတ်သက်လို့လည်း အစိုးရအရာရှိတွေကသမရဟာ aspirin ဆေးပြားတွေတောက်နေရတာကြောင့်ဖြစ်တယ်လို့ဖြေရှင်းထားခဲ့ပါတယ်။ Emperor ကတော့ Trump ရဲ့ဂျမားရဲ့အခြေအနေနဲ့ပတ်သက်လို့စိုးရင်စရာမရှိဘူးလို့ပြောကြားထားတယ်လို့သမရ30တွင် Emperor ရဲ့ဆရာဝန်အဖြစ်14နှစ်လောက်အလုပ်လုပ်ခဲ့ဘူးသူဒေါက်တာ Ronnie Jensen ကလည်း Trump ဟာသူမြင်မှုသမျှအကျမ်းမာဆုံးပုဂ္ဂိုလ်တူလို့ပြောကြားထားပါတယ်။ Trump ကအမညာချိုးရမှုယောဂလိုမျိုးကျန်းမာရေးပြဿနာတွေရှိနေတယ်ဆိုတဲ့ထင်ကြေးတွေဟာလူမှုကွန်ရက်တွေပေါ်မှာအတော်လေးပြန့်နှံ့နေခဲ့ပါတယ် မကြသေးခင်ကလည်း Trump ကသူ့အပေါ်ဆွဆွဲထားတဲ့ကိစ္စတစ်ခုမှာအချက်အလက်များတွေပေါ်ဝင်နေတယ်လို့ California ပြည်နယ်အုပ်ချုပ်ရေးမှူး Gavin Newsom ကတုံ့ပြန်ခဲ့ပြီးအဖိုးကြီးဖြစ်လာနေတဲ့ Trump အနေနဲ့သူ့ရဲ့အမှန်ညာချိုးရဲမှုယောဂအတွက်အစည်းတွေပုံမှန်တောက်တင်တယ်လို့လှောင်ပြောင်သွားခဲ့ပါတယ်။ Trump ရဲ့အသက်အရွယ်နဲ့ပတ်သက်လို့တော့သူ့ကျမ်းမာရေးအခြေအနေပေါ်ဝေဖန်မေးခွန်းထုတ်မှုတွေကရှိနေသေးပါ။ Trump ဟာ2029ခုနှစ်သူ့ရဲ့သမ္မတသက်တမ်းကုန်ဆုံးချိန်မှာ အမေရိကန်သမိုင်းတခြားအသက်အကြီးဆုံးသမရအဖြစ်ရှိနေမယ်လို့သိရပါတယ်ရှင်။ People's Bank ရဲ့နောက်ဆုံးရနိုင်ငံတကာသတင်းတွေကို တင်ဆက်ပေးသွားကြတာဖြစ်ပါတယ်ရှင်။